ပြည်သူတွေမျောနေကြရဲသမ်နီဆူလင်ဦးရဲ့ထုတ်ပွဲကြီးကတော့ရောက်ရှိလို့လာပါပြီသမ်နီဆူလင်ဦးရဲ့ထုတ်ပွဲကြီးကိုပြည်သူတွေမကြည့်ရတာကြားခဲ့ပါပြီဗျသမ်နီဆူလင်ဦးဟာဝေါ်ချန်ပီယံရှစ်နဲ့စာချုပ်မှာနှစ်ပွဲကျန်နေပါသေးတယ်ဒါပေမဲ့သူဟာဝေါ်ချန်ပီယံရှစ်မှာဒီနောက်ဆုံးပွဲကိုထိုးသက်ပြီးတော့နောက်ထပ်ထိုးဖို့မသေးချာတော့ဘဲ BKFC လိုမျိုးလက်ဝေးကိုပဲဦးစားပေးတဲ့အဖွဲ့အစည်းနဲ့ပဲချိတ်ဆက်တော့မယ်ဆိုပြီးတဲ့တွင်ထွက်ပေါ်လာနေတာပါ စရော့ကူဝမ်ချမ်ပီယံရှစ်ဘက်ကနေနာပြီးနဲ့ဆိုလင်ဦးရဲ့ဒါထိုးသက်ခဲ့တဲ့ဒါဗီဒီယိုဖိုင်ကိုအွန်လိုင်းပေါ်မှာသင်ပြီးအဲ့ဒီတော့ဟာ၃လရဲ့အတွင်းမှာသင်ဒါ7မီလီယံလောက်ကိုတော့ကဘာကျော်သွားခဲ့တာဖြစ်တဲ့အတွက်ဒါဝမ်ချမ်ပီယံရှစ်ကဆိုလင်ဦးရဲ့ပွဲကိုမကြခင်မှာထုတ်ပြတော့မှာမလို့အခုလိုမျိုးဟင့်ပေးနေတာလားဆိုပြီးတော့ဒါပြောဆိုနေကြလိရှိရပေါ့နော်ပြီးတဲ့ခါကျသတင်းတွေထွက်ပေါ်လာတာကတော့သမ်မနီဆိုလင်ဦးရဲ့ထုတ်ပွဲကြီးကိုကျွန်တော်တို့ဟာနောက်လထဲမှာဘရိုနီကာရဲ့ပွဲနဲ့အတူကြည့်ရတော့မယ်လို့လည်းကျွန်တော် ုံးနေနဲ့သတင်းတွေထွက်ပေါ်လာနေတာပါတမ်နီဆိုလင်းဟာအခုချိန်မှာမြန်မာနိုင်ငံရဲ့ရန်ကုန်တို့ဟလာကျွန်တော်တို့နော်မန္တလေးတို့နော်မြို့ကြီးတွေမှာလာရောက်နိုင်ခြင်းမရှိဘူးလို့ပြောထားတယ်။ဘာကြောင့်လဲဆိုတော့တမ်နီဆိုလင်းဟာတော်လိုင်းတပုတ်ဝင်နေတဲ့ချိတ်ဆက်မှုတွေရှိနေတယ်ဆိုပြီးတော့သတင်းတွေဖြန့်နှံ့ခံနေရတာပါနော်တော်လိုင်းတပုတ်ဝင်နေတဲ့ဓာတ်ပုံတွေရိုက်ထားတဲ့နော်တကယ်ကိုမှဒါတော်လိုင်းမန္တမီကြီးတဲ့နော်စီရင်ဝင်တဲ့သူတွေနဲ့ ဓာတ်ပုံတွေရိုက်ထားတဲ့ပုံတွေပြန့်နှံ့လာတဲ့အပြီးမှာသမ်းမီဆိုလင်းကိုဟာချင်းမိုင်မှာပဲနေထိုင်နေဆိုတဲ့သတင်းစကားတွေကလည်း online ပေါ်မှာတော့ဒါကြကြပြင်းပြန်းကိုပြန့်နှံ့နေတာဖြစ်တယ်ပေါ့နော်ဆိုတော့သမ်းမီဆိုလင်းဟာအခုချိန်မှာဒါ World Championship မှာဒေါ်လာသသိန်းနဲ့စားချုပ်ရပြီးကလေးကနေ၃ဘွဲ့ဆက်တိုက်ရှုံးနေဒါမှမဟုတ်အများသူကရှုံးကြတယ်လို့မျိုးအဖြစ်ဆိုရင်းနဲ့ရှုံးတာမဟုတ်ဘူးတချို့ကကြတော့ဒါ လည်းပဲမသူဘူးဗျလည်းပဲမသူဆိုတော့ကအရင်လည်းမသူဘူးနော်သူအနေနဲ့ထိုးရင်လည်းနိုင်မှာမဟုတ်ဘူးဆိုတော့ channel နှစ်ယောက်ကတော့ကျွန်တော်တို့ဒါ section နဲ့ပွဲမှာကြတော့လုံးဝအတိုင်းအပက်လိုက်တာဖြစ်တယ်ကိုထွန်းနဲ့ပွဲမှာဒါငါးချီလောက်ဆိုရင် family soling ကနိုင်တယ်ဗျာတတိယချီမှာနော် family soling ကဘယ်လိုပြောရမလဲကျွန်တော်မြန်မာ fighter တွေကဒါမာဂိုအပြုကစားတွေကကြတော့ family soling အနေနဲ့ရှေ့ပိုင်းချီတွေမှာကိုထွန်းကဗျာဒါအမှတ်ရအောင်လုပ်တယ်တတိယချီမှာအလေးထိုးနဲ့အနိုင်ရကန်ဒီပဲဆိုတော့ငါးချီဒါပေးကြည့်လိုက်တခါနဲ့နိုင်တယ်နော်ဆိုတော့စိုးစိုးဝါကြီးရှုံးတာမဟုတ်ဘူးဆိုတော့ one championship က ကနေလဲပွဲပေးဖို့တော့တော့ကျွန်တော်တို့နော်ဒါစာချုပ်မှာကြံသေးပေါ့နော်ဆိုတော့သမနီဆူလင်းရေးပွဲကိုနောက်လာမှာကြည့်ရမယ်လို့အရောင်းမှာရည်ပန်းစားနေတယ်လုံးဝထိမှန်မထားတဲ့ fighter နဲ့ပွဲတွေပြီးမယ်လို့လည်းသတင်းတွေထုတ်ပေါ်လာနေတယ်ကြည့်ရှုရဖို့တော့မဆောင်နိုင်တော့ပါဘူးဗျာ